2015ခုနှစ်အတွက်ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုကိုသိပ္ပံပညာရှင်၃ဦးကပူးတွဲရရှိသွားကြောင်းနိုဘယ်ဆုချင်းမြင်ကော်မတီကဒီကနေ့အောက်တိုဘာလ၈ရက်နေ့မှာကျင်းပပါတယ်။ The Royal Swedish Academy of Sciences has today decided to award the 2025 Nobel Prize in Chemistry to Susumu Kitagawa, Richard Robson, and Omar Jagi. Suyashi Dupinyashin Tanguha, Australia Ga Dadubira Professor Richard Robson, ဂျပန်နိုင်ငံကဓာတုဗေဒပရိုဖက်ဆာဆူဆူမူကီတာဂါဝါနဲ့ဂျော်ဒန်နိုင်ငံမှာပါလက်စတိုင်းဒုက္ခသည်အဖြစ်မွေးဖွားကြီးပင်ခဲ့တဲ့ဓာတုပညာရှင်ပရိုဖက်ဆာအိုမာယာဂီတို့ဖြစ်ကြပါတယ်။ဒီကနေ့ကဘာကြီးရင်ဆိုင်နေရတဲ့ဥရယာတိပြောင်းလဲမှုလို့အလွန်အရေးကြီးတဲ့ကိစ္စရပ်တွေကိုတက်ဖြတ်ရေးမှာအသုံးဝင်တဲ့ Middle Organic Frameworks ကိုသူတို့သုံးဦးပူးပေါင်းပြီးတော့ရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အခုဆူရရှိတဲ့သူ၃ဦးစလုံးဟာလည်းအတိမိတ်ဆွေတွေဖြစ်ကြတယ်လို့ဆိုပါရယ်ဆူရရှိသူ၃ဦးထဲမှာထူးခြားချက်တစ်ခုကတော့ Professor Omar Yagi ရဲ့ဘဝနောက်ခံဇာတ်ကြောင်းပဲဖြစ်ပါတယ်သူဟာဂျော်ဒန်နိုင်ငံမှာပါလက်စတိုင်းဒုက္ခသည်မိဘ၂ဦးကမွေးဖွားခဲ့တဲ့ဒုက္ခသည်တဦးဖြစ်ပါတယ်အတန်းပညာ၆တန်းသာအောင်ခဲ့တဲ့ဖခင်နဲ့စားတောင်းမရေတာမဖတ်တတ်တဲ့မိခင်တို့ကမွေးဖွားလာခဲ့တဲ့ဒုက္ခသည်ဘဝနဲ့သူများနိုင်ငံမှာကြီးပင်းခဲ့ရတဲ့အကြောင်းအိုမာယာဂီက I grew up in a very humble home, and you know we were um, in a family of refugees, and my parents barely could read or write. So it's it's quite a journey, and it's science allows you to do it. I mean, science is the greatest equalizing force in the world. ဖရိုဖက်ဆာအိုမာယာဂီဟာသူစုရရှိကြောင်းအတိပြေဖို့ခေါ်လာတဲ့ဖုန်းကိုလေရင်ပေါ်ကနေပြန်လဲဖြေကြားပေးခဲ့တာပါဖရိုဖက်ဆာအိုမာယာဂီဟာအမေရိကန်နိုင်ငံအီလီနိုက်တက္ကသိုလ်ကဓာတုဗေဒနဲ့ PhD ဒေါက်တာဘွဲ့ရခဲ့သူဖြစ်ပြီးလက်ရှိမှာကယ်လီဖိုးနီးယားတက္ကသိုလ်ဘတ်ကလေးကမ်ပတ်မှာသင်ကြားပို့ချပေးနေပါတယ်လူတွေဟာဘလို့မိဘဘလို့အခြေအနေမျိုးပါပဲမွေးဖွားခဲ့မွေးဖွားခဲ့သူတို့ရဲ့ကိုယ်ပိုင်အခြေအချင်းကိုဖော်ထုတ်ခွင့်ရရင် သူများနိုင်ငံမှာမွေးဖွားခဲ့တဲ့ဒုက္ခတွေတူဖြစ်ရင်တောင်ကိုကျွမ်းကျင်ရာဘာသာရနယ်ပယ်မှာအခုလိုကမ္ဘာအတော်ဆုံးထိတ်တန့်စီးရင်ဝင်စေနိုင်တဲ့နိုဘယ်ဆုကိုတောင်ဆုခွရရှိနိုင်တယ်ဆိုတာကို Professor Omar Yagi ကတက်သေးပြလိုက်တာလည်းဖြစ်ပါတယ်2025ခုနှစ်အတွက်ဆေးပညာနဲ့ယူပဗေဒဆိုင်ရာနိုဘယ်ဆုတွေကိုတော့အော်တိုဘာလ6ရက်နဲ့9ရက်တို့ကအသီးသီးကြေညာခဲ့ပြီးဖြစ်ပါတယ်။မနေ့ကအော်တိုဘာလ9ရက်နေ့မှာစာပေဆုအော်တိုဘာလ10ရက်တောက်ကြနေ့မှာငင်းညာရေးဆုနဲ့ ော်တိုဘားလ23ရက်နေ့မှာစီးပွားရေးစုတွေကိုနိုဘယ်ဆုရွေးချယ်ရေးကော်မတီကဇက်တိုက်ကြေညာသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်လိုက်ပါ